တနင်္ဂနွေသားသမီးတွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို6လပိုင်းအတွက် Terror Hostel ဟောကြားပေးမှာဖြစ်ပါတယ်အဲ့လိုမဟောကြားခင်မှာကျွန်တော်တွေလည်းမေတ္တာရက်ခံမဲ့ကိစ္စတခုရှိပါတယ်ကျွန်တော်ရဲ့ရေဒီယာဗီဒီယိုကလစ်တွေဗီဒီယိုဖိုင်တွေနောက်တပတ်စာ Hostel တစ်လစာ Hostel တွေကို YouTube မှာယူတင်တဲ့သူတွေရှိတယ်တခြား website တွေတခြားနေရာတွေမှာယူတင်တဲ့သူတွေလည်းရှိတယ်အဲ့ဒါတင်တာကတင်လို့ရပါတယ်တင်တဲ့အခါမှာဒီ Hostel တွေဗီဒီယိုဖိုင်တွေယူတင်တဲ့အခါမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကို ထည့်သွင်းပေးဖို့ကျွန်တော်နေနဲ့မေတ္တာရက်ခံခြင်းပါတယ် YouTuber တွေရောเนาะတော်တော်များလူသုံးကြတဲ့သူအများရောပေါ့เนาะကျွန်တော်နေနဲ့မေတ္တာရက်ခံခြင်းပါအဲ့တော့ပထမဦးစွာ6လပိုင်းအတွက်တနင်္ဂနွေသားသမီးတွေကိုတဲတော့ကြည်ပြီးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်းရှစ်ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်เนาะတုံချောင်းရှစ်ချောင်းဆိုတဲ့ကက်အော်ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှေ့မှာမြစ်တစ်ခုစီးဆင်းနေတယ်เนาะ တော့စိန်လန်းဆိုပြည်နေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်။အဲ့ဒီဒုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘွေးစစားထွက်နေတယ်။အညွန့်အခက်အတက်အလက်တွေအညွန့်အခက်တွေထွက်နေတဲ့ဒုံချောင်းရှစ်ချောင်းကောင်းငင်ကနေကျလာတယ်ပေါ့။အဲ့တော့ကောင်းငင်ကကျလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကိုကာစီးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းအဓိပ္ပာယ်ကောက်လို့ရတယ်နော်။ကောင်းငင်ကနေပြုတ်ကျလာတယ်ဒုံချောင်းရှစ်ချောင်းနော်အဓိပ္ပာယ်ကတော့ ဟိုတနင်္ဂနွေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာအမမီလောက်ကင်နေတဲ့အလောက်ကန်လုပ်ငန်းကင်ကန်းတွေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်။နော်လုပ်ငန်းတွေအတိုးတက်လာနိုင်တယ်။သို့တော့အဟံအတားတွေအနှောက်အယှက်အတားအဆီးတွေလည်းရှိနေတယ်။နော်အဟံအတားတွေအနှောက်အယှက်တွေအတားအဆီးတွေရှိနေတယ်။အနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်။အဲ့တော့ကိုယ့်ရဲ့ကိုလုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတနည်းတွေသားသမီးတွေနဲ့မြန်မြန်တော်တော်လည်လည် လုပ်ဖို့လိုတယ်เนาะအဲ့တော့ပြက်ခနဲပေါ်ဆက်ခနဲလုပ်ဆိုတော့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနည်းဦးလေသာပြီးတယ်6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေဟာအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင်းဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ် ရာလူတိုးတာမျိုးတွေလာတာတိုးတာမျိုးတွေကျွန်တော်တို့ရတဲ့လေချောင်းခီးတွေသွားရတဲ့ထီစူကြီးပေါက်တလို့မျိုးထီစူကြီးပေါက်တဲ့ငွေတွေအမွေရတယ်လို့ထောက်တယ်နဲ့ဝင်တတ်ပါတယ်။အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်ဝမယ်။အဲ့တော့ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်။နော်ချစ်သူကြီးစားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေနေဆိုရင်လည်းချစ်သူကြီးစားတွေရတတ်တယ်ဆိုရင်အထိပ်ပဲဖြစ်ပါတယ်။အဲ့တော့ရုံးမင်္ဂလာအမှုခင်းဖြစ်နေတဲ့သူတွေသူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်။ရွှေတဲ့ပစ္စည်းတွေ၊ရန်နာပစ္စည်းတွေ၊လက်ဝတ်စားတွေဝင်တတ်ပါတယ်။ အော်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူတန်းကိစ္စတွေပြုလို့ရတယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဥရသားသမီးတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကြော်လွားနိုင်မှာဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေတနည်းဥရသားသမီးများလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအကျွန်တော်မိတ်ဆွေတနည်းနာသားသမီးမိတ်ဆွေများလည်းမင်္ဂလာပါတနည်းနာသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ် တော့ကြောက်လာပိုင်းအတွက်တင်းနေတဲ့သားသမီးတွေကိုဟောမဟောကြားပေးခင်မှာကျွန်တော်တွေလည်းမေတ္တာရက်ခံရမယ့်ကိစ္စတစ်ခုရှိပါတယ်ကျွန်တော်ရဲ့ဒီရေရာဗီဒီယိုဖိုင်တွေဗီဒီယိုကလစ်တွေပြီးတော့ဟောစတန်တပတ်စာတစ်လသာဟောစတန်တွေကိုအဲ YouTube မှာတော်တော်များ YouTube တင်တာကိုတွေ့ရတယ်အဲ့တော့တင်တာတင်လို့ရပါတယ်တကယ်လို့ YouTube တင်တဲ့မိတ်ဆွေတွေအနေနဲ့ကကျွန်တော်ရဲ့ဒီဘိုင်းအုံးမှာတင်ထားတဲ့ဖုန်းနံပါတ်ကိုအဲ့မှာထည့်ပေးဖို့မေတ္တာရက်ခံနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့တင်းနေတဲ့သားသမီးတွေကို6လပိုင်းအတွက်တဲတော့ဆွဲပြီးတဲ့အခါမှာ တင်းလာသားစုတွေကြာလာတဲ့ဒေတော့ကက်ကတော့အဲဒုလူလင်ဆိုတဲ့ကပ်ပြားဖြစ်ပါတယ်နော်ဒုလူလင်ဆိုတဲ့ကပ်ပြားဖြစ်ပါတယ်တင်းလာသားစုတွေအတွက်အဲမှာလူလင်မျိုးတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွန့်အခက်အတက်တွေထွက်လာတယ်ဒုချောင်းတစ်ချောင်းကိုခေါင်းမော့ပြီးကြည့်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိနေတယ်အဲဒီကရဲ့အိဗေကတော့တရင်စကားကိုတေဆောင်လာတဲ့သူဆိုရင်အိဗေရပါတယ်ဒီကရဲ့အိဗေကတော့ သတင်းစကားတွေကိုတင်ဆောင်လိုက်လို့သတင်းကောင်းတွေကြားရတဲ့တွင်ဒီ6လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေအနေနဲ့ကမင်္ဂလာရှိတဲ့သတင်းတွေအဝမ်းသာမဲ့သတင်းတွေပျော်စရာကောင်းတဲ့သတင်းမျိုးတွေပေါ့နော်သတင်းစကားတွေကြားရမယ်ဆိုတဲ့အထိပ်ပဲကိုစောင့်ပါတယ်နော်အဲ့တော့လုပ်ငန်းကိန်းကနေပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတော့နမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်เนาะ တော့လူမှုရေးနဲ့ပတ်သက်တာတွေတော့အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ်အဲ့တော့အမွေရတတ်တယ်တော့မတင်မတဲ့နဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့တော့ငွေဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေနေနေဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုအဆင်ပြေလာမယ်ဆိုတော့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကဲအတိတ်ပဲရတော့အဲ့တော့ယူရချက်ယူမှန်းချက်တွေအစ်စ်တွေပေါ်ပေါက်တတ်တယ်နော်ဥတီချက်အစ်စ်တွေပေါ်ပေါက်တတ်တယ်နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်ဒီနေ့သာဒါမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စူးစမ်းအားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါက်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဘဝအစ်စ်တစ်ခု လုပ်ငန်းအသစ်တစ်ခုเนาะအခွင့်အရေးအသစ်တစ်ခုရရှိတတ်တယ်เนาะလုပ်ငန်းကိုင်ငန်းအသစ်တွေเนาะအခွင့်အရေးအသစ်တွေပေါ်ပေါက်လာမယ်เนาะနေရာဒေသအသစ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတတ်တယ်เนาะအဲ့တော့စိတ်ကူးသစ်အကြံဉာဏ်သစ်တွေပေါ်ပေါက်လာတတ်တယ်။အဲ့စိတ်ကူးသစ်အကြံဉာဏ်သစ်တွေကနေပြီးတော့အလောက်ကင်ဆောင်ရမယ်ဆိုရင်ဒီနေ့ရတာသူမြတ်ဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်။အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမှာချမ်းသာကြပါ အင်္ဂါသားသမီးဆွေများလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲတဲရော်ဟောစရံမဟောကြားခင်မှာကျွန်တော်မိတ်ဆွေတွေကိုမြေတားရက်ခံကျင်တဲ့ကိစ္စတခုရှိပါတယ်တော်တော်များများဒါကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေရတရားဗီဒီယိုကလစ်တွေကို YouTube မှာယူတင်ကြတာရှိတယ်အဲ့တော့တင်တဲ့အခါမှာကျွန်တော်ဒီဘိုင်းကိုမှတင်ထားတဲ့ဒီဖုန်းနံပါတ်လေးကိုထည့်သွင်းပေးဖို့ကျွန်တော်နေမြေတားရက်ခံကျင်ပါတယ် တော့အခုဒီအင်္ဂါသာသမီးတို့အတွက်တဲတော့ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြလာတဲ့တဲတော့ကက်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တဲတော့ကက်ဖြစ်ပါတယ်နော်။ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတွေကလူတွေကထလာတဲ့ပုံပေါ့နော်။ပေါ်ထွက်လာတဲ့ပုံ။အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ရှင်တန်ခြင်းနော်ရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်နော်အဲဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်။သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်နော်။အဲ့တော့လူဟောင်းတွေ ။အရင်တော့မိတ်ဆွေဟောင်းနေနဲ့ပြန်တွေ့ရတဲ့တဲ့ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆောင်စည်းတတ်တယ်။အဲ့တော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တံပြီးတော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။နောက်တစ်ချက်ကကွာအဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်။အဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေး ဲ့လိုပဲငွေကြေးနဲ့ပတ်သက်တဲ့ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်။ကိုရှိရနေထွက်ထားတဲ့ဖြူရပစ္စည်းတော်လည်းကောင်းလက်ဝက်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းနော်လူကောင်းတွေပြန်စုံစည်းရတတ်တယ်။အဲ့တော့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့တယ်ဒီချိန်ကာလမျိုးမှာ ပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တည်ငောင်းကြားရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့ကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ဖူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့ တစ်ချက်ဂယူဆိုင်ရမယ်เนาะအဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်းအဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ဘွယ်ကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်เนาะကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်เนาะကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်ဆိုရင်နိမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်ဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့ရဲ့အဓိပ္ပာယ်ကလမ်းကြောင်းအဟောင်း နော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းနော်အစ်စ်တစ်ဖန်ပြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အစ်စ်တစ်ဖန်ပြန်လဲနိုးထခြင်းနော်လုပ်ငန်းကင်ကန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်နော်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်နော်ရက်တန့်နေတဲ့ငွေကြေးတွေနော်ပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်ဆုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်နော်အဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ ပြန်လည်ရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေအင်္ဂါသားသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေစမ်းပါချမ်းသာကြဘုရားသခင်မိတ်ဆွေများအားလုံးမင်္ဂလာပါဘုရားသခင်တွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောသံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဘုရားသခင်တွေအတွက်တဲတော်ဟောသံမဟောကြားခင်မှာကျွန်တော်တွေလည်းမေတ္တာရက်ခံရမယ့်ကိစ္စတခုရှိပါတယ်ကျွန်တော်ရဲ့ရတရားဗီဒီယိုကလစ်တွေ ဒီ building hostel တွေကိုယူတင်တဲ့ခါမှာတော်တော်များ youtuber တွေယူတင်တာကိုတွေ့ရတယ်ပေါ့နော်တွေ့တဲ့ခါမှာဒါတင်တာပြဿနာမရှိပါဘူးတင်တဲ့ခါမှာကျွန်တော်ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်သွင်းပြီးကိုကျွန်တော်မိတ်ဆွေတွေကိုမြတ်တာရက်ခံနေပါတယ်အဲ့တော့ဗုဒ္ဓသာသမီတွေအတွက်ကကြားလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြားလာတဲ့တဲတော့ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွက်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပေါ်မှာရှိတဲ့ပလင်ကြီးပေါ်မှာထိုင်နေတယ်ခွက်တစ်ခွက်ကို깟ပြီးတော့ထိုင်နေတယ် ဘရင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်လင်းမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါပုံဥသာသွေးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေးချမ်းတဲ့အဓိပ္ပာယ်နော်အဲဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်စိတ်ခံစားမှု စိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဘုရူသားသမီးတွေအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ကုသရောင်းဝယ်ကိစ္စတွေအနုပညာအလှပရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးစံစံထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နည်းဖြစ်ပါတယ်အဲ့တော့အလှူတန်းတွေပြုလုပ်ရတဲ့အလှူတန်းတွေပြုလုပ်ရတဲ့ တော့ရုံးမြင်ကနာအမှုခင်းနေဖြစ်နေလေရုံးမြင်ကနာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့တဲ့အဲ့တော့ဖျားဘူးတွေသွားရတဲ့တဲ့အလှူဒန်းကိစ္စတွေပြုလုပ်ရတဲ့တဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတဲ့တဲ့တိုးချဲ့ရတဲ့တဲ့လူမြေလုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချဲ့ရတဲ့တဲ့အဲ့တော့ဒီကရဲ့အတိတ်ပဲမှာတချက်သတိထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သတိထားမှာဖြစ်ပါတယ်အမှားအယွင်းတွေဖြစ်တတ်တယ် အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့မှာအရက်နဲ့ပသက်တာတွေနော်ဝိဇီဝါနဲ့ပသက်တာတွေနော်အဲ့တော့အတောက်အစားနဲ့ပသက်တဲ့ကိစ္စတွေမှာတော့ပြဿနာ ပေါ်ပေါက်တတ်တယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ရက်ဝဲခရီးတွေထွက်ကတတ်တယ်နိုင်ငံရေးခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘလူးသားတွေအနေနဲ့ကအခက်အခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ် စိတ်ချမ်းသာစရာတွေတွေ့ရမယ်သတင်းကောင်းတွေကြားရမယ်ဆိုတဲ့အထိပဲဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမှာဗုဒ္ဓသာသီရင်တွေကကိုဖြစ်ချင်တဲ့ကိစ္စကိုလုံချင်တဲ့ကိစ္စတွေရေရဲဝန်းဆောင်ရွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအတစ်လုပ်ချင်တာလားကိုလုံချင်တဲ့မိမိလုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရဲဝန်းလုပ်ကင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဗုဒ္ဓသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေ တောက်ကြသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲရော့ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေအဲ့တော့တဲရော့ဟောစရန်မဟောကြားခင်မှာကျွန်တော်တွေလည်းမိတ်ဆွေတို့မြစ်တာရက်ခံခြင်းတဲ့ကိစ္စရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ဒီဇရယာဗီဒီယိုကလစ်တွေဒီဟောစရန်တွေကို YouTube မှာယူတင်ကြရလူတော်များရှိတယ် YouTuber တော်တော်များအဲ့တော့မြစ်တာရက်ခံခြင်းတော့ယူတင်တာကယူတင်လို့ရတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်တွေယူတင်တဲ့အခါမှာကျွန်တော်ဒီဘိုင်းအိုမှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်သွင်းပြီးမိတ်ဆွေတို့ကိုအမြတ်တရက်ခံကြပါတယ် ဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြလာမဲ့ကြုံတွေ့လာမဲ့ကန်စတာအဆိုးကောင်းတွေအတွက်ကြလာတဲ့တဲရောနမိတ်ကတော့ထုံချောင်းသုံးချောင်းဆိုတဲ့တဲရောကက်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်အဲ့တော့လူတယောက်ကအဝေးကိုမျောကြည့်နေတယ်ပုံပေါ့နော်ထုံချောင်းသုံးချောင်းရဲ့ကြားမှာထုံချောင်းတစ်ချောင်းကိုကန်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလဲရွက်လေးတွေရွက်သင်းမောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံတောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတဲ့ပုံဖြစ်ပါတယ် အော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြသားမှုပြီးကြာလာတဲ့နမိတ်ပေါ့နော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကအမျောမြင်ကြီးမားခြင်းဆိုတဲ့ပုံနော်အမျောမြင်ကြီးမားခြင်းနောက်ချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အသက်ဆန်းတွေကို ရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းစင်ကျင်သုံးသပ်မှုစွမ်းရည်တွေတိုးတက်ခြင်းနော်အဲ့တော့အသက်ဆန်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အချိန်ဆက်တွေ နော်စတူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရစ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်အဲ네ပယ်အစ်စ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်လည်း네ပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာလည်း네ပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ်အဲ့တော့ခရီးတွေထွက်ကားတတ်တယ်နော် တော့ဒီကအတိတ်ပဲရတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နေနမိတ်ပုံဖြစ်ပါတယ်เนาะကိုယ့်ရဲ့လုပ်ငန်းတွေ6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားမြင့်နေနေရလဲလုပ်ငန်းကြီးတွေကိုပြုလုပ်ရတတ်တယ်เนาะနိုင်ငံခြားခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်ကြီးကြောင်းကြီးတွေသွားရတတ်တယ်အစာဦးအိုးဝင်တွေကိုပိုင်ဆိုင်ရတတ်တယ်အရောင်းအဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတဲမှာ မင်္ဂလာဆောင်ကိစ္စတွေအလူတိုင်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေထဲမှာတော့ရက်ဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမိတ္တာရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နှမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်ပြရလဲကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကို တိုးချက်မယ်ချက်တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချက်ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားရခြင်းနော်ခရီးတွေထွက်ကခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျင်းမှကြီးနေပြည့်စုံစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်6လပိုင်းအတွက်တဲတော်ဟောစတဲ့ဟောကြားပေးမှာဖြစ်ပါတယ် ော့ဒေါက်တာဟောစရာမဟောကြခင်မှာကျွန်တော်လည်းမြေတားရက်ခံနေတဲ့ကိစ္စတခုရှိပါတယ်ကျွန်တော်ရဲ့ရေရာဘူးဂျိုကလစ်တွေဟောဗီဒီယိုဟောစရာတွေကို YouTube မှာယူတင်နေတဲ့မိတ်ဆွေတော်တော်များရှိပါတယ်ယူတင်တာတင်လို့ရပါတယ်ကျွန်တော်ရဲ့ရေရာဗီဒီယိုဖိုင်တွေဟောစရာတွေကိုယူတင်တဲ့အခါမှာကျွန်တော်ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပေးဖို့မိတ်ဆွေတို့ကိုမြေတားရက်ခံနေပါတယ်အဲ့တော့စနေသားမိတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဖြစ်ပေါ်လာမဲ့ကင်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြူပြီးတဲတော့ဆွဲတဲ့ခါမှာ စနေသားမိတို့ကြလာတဲ့ခက်ကတော့ဒုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတဲ့ရောက်မှာမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းချောင်းကိုင်ထားတယ်အခေါင်းမှာရောကိုချက်ဝတ်တန်စာမှာရောမီးတောက်မီးလျံအသွင်ဆောင်နဲ့ချက်ဝတ်တန်စာကိုဝတ်ထားတယ်နော်အဲဒီကဲအတိတ်ပဲကတော့ကူးပြောင်းခြင်းနော်အလုံးပြောင်းနေရာပြောင်းနေပေါပေါက်တက်တယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်။တနေရာနဲ့တနေရာရွှေ့ပြောင်းခြင်း။နောက်စနေသားသူတွေဒီ6လပိုင်းဆိုတဲ့ကာလမှာ စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်ကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်မကောင်းပြောခံရတာမျိုးလည်းကြုံတွေ့ရတတ်တယ်ဒီချိန်ကာလမျိုးမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မိဖို့ရည်ကြီးတယ်မိမိရဲ့ဒေါသကိုထိန်းသိမ်းနိုင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ် ရှုပ်စရာတွေနော်အဲ့တော့ဒီကာလာမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်ဒီကြက်မှာအလုံပြောင်းတာတွေအိမ်ပြောင်းနေရာပြောင်းတာတွေပေါ်ပေါက်လာတတ်တယ်အိမ်ရာပြောင်းတာမျိုးကစနော်ကိုအိမ်ရာနေရာထိုင်ခင်းတွေပြောင်းရွှေ့ရတာမျိုးတွေကစကြုံတွေ့ရတတ်တယ်အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝဲကိစ္စတွေပေါ်ပေါက်တတ်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်တတ်ပါတယ် ဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတဲ့တယ်ခရီးသွားရတဲ့တယ်နော်အဲ့တော့အပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေတော့များနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေကိုမိမိနေနဲ့အဲ့အခက်ခဲတွေကိုကြော်လွှားပြီးတော့အောင်မြင်ပါလိမ့်မယ်တို့တော့မိမိရဲ့ဒေါသကိုထဲရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြူလုံမိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာအဲ့တော့ဒီအချိန်ကာလမျိုးမှာစမ်းသစ်တွေ့ထွန်မှုတွေเนาะအသက်ဆန်းပြုလုပ်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ် တော့ဒီချိန်ကာလမှာစနေသားသမီးတွေအနေနဲ့ကအလုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်အဲ့ရအပြောင်းရွှေ့တွေเนาะအဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะရှေ့ကိုကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ့်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့စူးစမ်းမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ